ကျွန်တော်သူမှတ်တရားအနေနဲ့သူ့ကြပြားတဘုတ်ကျွန်တော်ရုပ်ပြပါမယ်အဖွားဟာတွန့်တူကစေးနဲ့ဖွာတွန့်တူကစေးနဲ့စစ်ပြေးလမ်းမှာသားမယောက်ကိုတပြိုင်တည်းဆုံးပါခဲ့ရတော့ဖွာတွန့်တူကစေးနဲ့ ဘုံခုချင်းကလေးတဲ့ကပွင်ချင်းရေးတွက်ခဲ့ရတဲ့သူ့ပဲစီလေးတွေအကြောင်းပြောပြကျွဲနီတော်ကြော်သွားမှတမချက်တမချရဲတဲ့ကာလကိုပြန်ပြောပြပြီးတော့သူပိုင်ခဲ့မှုတဲ့တရေချံအကြောင်းနောက်တော့အသိခံခဲ့ရတဲ့အကြောင်းပြောရင်ဘွားဟာတသိမ့်သိမ့်ဆိုင်ကို

။ဘွားတစ်ပင်ကလေးတွေစိုက်ရရင်ပျော်တယ်။တစ်ပင်ကအသီးပွင့်လေးတွေဝေးလာရင်ပိုးပျော်တယ်။အဲ့ဒီအသီးငံတွေကိုရက်ွက်ဈေးကလေးမှာတွားရောင်းတချို့ကတော့ပြောကြတယ်။မင်းတို့ဘွားတော့ဈေးကစားနေပြီတဲ့။ဟုတ်တယ်။ဘွားဈေးကိုတွားပြီးကစားနေတာပါပဲ။ဘွားတို့ကစင်းနေသူတက်တဲ့တကူ ကျွန်တော်ကိုမိုးဖိုးတမတ်ထက်ပုံမပေးဘူးသူ့မိုးဖိုးထဲမှာတော့ကိတ်ချောက်ဘစ်ကစ်စသဖြင့်အစုထားတယ်တခါမှတော့ထုတ်စားတာမမြင်ရကျွန်တော်တို့ရောက်လာမှသူ့မိုးဖိုးကိုဖွင့်တယ်ပြီးမှကျွန်တော်တို့စားနေတာကိုဒစင်းချင်းကြည့်နေခွေးကလေးတွေကြောင်ကလေးတွေအစာစားတာကိုကျွန်တော်တို့ကြည့်ပီတိဖြစ်တယ်လို့ပြောနေတယ် ွားတွန့်တို့ကစီနဲ့မွေးငါဈေးတက်တော့လဲသူငိုတယ်ခုံဖက်ဈေးတက်တော့လဲသူငိုတယ်သူ့မြေဦးကလေးတဲ့သူ့ငါကောင်းရင်းကြော်ကဘယ်တော့မှတိုးတယ်လို့မရှိသူ့မုံလာချင်းပလင်းနဲ့ဓာမုံခန္ဓာတဲ့မုံလာဥတွေတော်အသက်ကြီးလာပြီသူလုံပြီးရောင်းတဲ့တယောကင်မုံခေါင်းလျှော်ရီးဈေးကလေးထဲမှာမျက်နှာငယ်လာတော့ဘွားတိုးတက်လာမှုကိုအချစ်တင်ခဲ့ခကြီးတိုးတက်လေမုံလုံးကြီးကြော်ရီးတီတီတွားလေပါပဲတဲ့ ွားကတွန့်တူကစင်းနေသူ့ဝမ်းရဲ့ရှေ့မျက်နှာစာကိုအခန်းလေးတွေဖွဲ့ပြီးငှားတယ်ဟန်ကြတယ်ဆေးလူကြီးတွေပြောတာမှန်တယ်တဲ့ကိုတဝမ်းတစ်ခါကိုတိုင်ရှာစားဆိုင်ငန်းငှားလို့ရတဲ့လာစာကိုရှေဝဲစုယုံပဲအိမ်ဝိုင်းနဲ့ရွှေတောင်ပုတ်တယ်ဆိုတာဒါမျိုးပေါ်တဲ့ဒါပေမဲ့ဘွားရှေဝဲတာတစ်ခါမှမကြုံရဘွားရှေဝဲတာလည်းတစ်ခါမှမမြင်ရသူ့ဆွေမျိုးတစ်တိုက်ကိုသာပိုးရပြရနဲ့ဘွားရွှေတောင်ကသူ့ချစ်တဲ့သူ့ဆွေမျိုးတစ်တိုက်တတ်တာပါပဲ။ အဖာကတွန့်တူကစင်းနေသူဖြားနာရင်ဥတင်တဲ့ရှာဖို့စင်းနေသူခေါင်းကန့်ရင်ကြားခေါင်းတစိမ့်အကြိုက်ခဲပြောက်စင်းနေစစ်အတွေ့အကြုံရှိတော့အင်္ဂလိပ်တွေကိုသူမယုံအင်္ဂလိပ်ဆေးကိုလည်းသူမယုံဘူးလေသူဖြားနာရင်သူချိန်မှမှာသူခြုံဆောင်ရဲ့အဝတ်ကလေးတစအချီထားတတ်တယ်ပြီးမှရီရီမောမောစီအောင်ပြောက်တယ်လေလူလေးရဲ့တဲ့အဖာကတွန့်တူကစင်းနေဒါပေမဲ့အနိစ္စဒုက္ခအနတ္တကိုသူမကြောက်နိုင် ူဆေးရုံတက်တော့ခစ်ချက်ကြီးတယ်ဟိုလူကငေါ့သွားဒီလူကငေါ့သွားနဲ့အွားခမရလက်စိကလေကလေကြာတော့ဒီမခံနိုင်တော့ဘူးချင်ပါရဲ့ငေါ့သူတွေကိုပြန်ငေါ့တယ်သူတကူကိုတကူမဲအွားကြောက်ရမဲ့နေရာမှာတော့ကစင်းနဲ့ဘာတို့လို့ကစင်းနဲ့ဆေးရုံပေါ်ကျွန်တော်တို့မုံနေယူသွားတဲ့အခါဆေးရုံပေါ်ဆံမြုပ်တွေ ကြက်ပေါင်တွေယူသွားတဲ့အခါသူဟာခခတီတီဓာရီစားလို့လည်းထက်ကြီးမလာတော့ပါဘူးဝေကုံခံပြီးလှုပ်လှုပ်မလာပါနဲ့ပေါ့ကိုကြည့်ပြီးကျွန်တော်တို့တီထွေကြံစစကလုံးအစမ်းတွေနဲ့နားချရတယ်ဓာရီကစီးရင်ဝါပေးရပေါ့စီးပတိရက်ပြန်အစစံပြုံးပြုတ်ချူငါးမုံအဆုံးဆိုတော့ပြောတော့အဖွားမှာမျက်လုံးပြူတာဩခစ်ကြီးကခေါင်းသွားပြီလားတဲ့ ွားကတွန့်လို့ကစင်းနေစေးုံကစင်းတော့ရက်သေးလေပြီးကြွားရှာတယ်ခစ်ကြီးကကောင်းသွားပြီခစ်ကြီးကတကယ်ကောင်းသွားပါပြီတဲ့အဖွားဟာတွန့်လို့ကစင်းနေအခုသူဆုံးတာ6နှစ်ပြည့်ပေါ့ခစ်ကောင်းကြီးနဲ့အတူတူတာဦးကျေးဇူးတင်ပါတယ်